အဲဝင်းထဲမှာအာသူ့ဘာနဲ့သူလေအိမ်တော်ကြားတဲ့လူကကြားအခုဒီအဓာတ်ညီရသူ့ဘာနဲ့သူစီပါခွဲပြီးတော့ငါလို့ငငယ်လေးတဲ့ခမင်းပွဲလေးပဲပြင်ပေးလာတာလို့အဖူကြောင့်ကိုပြင်ပေးမလို့ရှိ ောအထီးကျန်တာပြောမနေတော့ဘောနော်အထီးကျန်တာပြောမနေတော့ဒါပေမဲ့ကိုကတယောက်တည်းနေတတ်တဲ့ဝါသနာလေးပါတော့နည်းနည်းတော်တော့ဘောဒါပေမဲ့ကိုကအဲ6ယောက်ကိုထိန်းလာတာလေကိုကမောင်နှမ4ယောက်ရယ်တူတူမရယ်အဲ့လိုထိန်းထိန်းတော့သူတို့မရှိတဲ့အခါမျိုးကျတော့ရင်ထဲမှာဟာသွားတာဘောနော်အဲလိုငါထိနေတာလို့အခုဖြစ်လာတဲ့ခါကြတော့လို့ငါတောင်မှတရားမှမရှိဘူး။ပြောတော့ပြောပါဘောသူတို့နော်။ နော်ကြာတော့လည်းမမျောမိပါဘူးတပည့်မမျောပါမျောတော့ဟိုဘာထူးမှလည်းနော်တူမှမတူလားဟိုကြီးထက်ပြောဆိုလို့ဒီမိဘကလည်းစာသမီးသားလည်းဒီသာသမီးကလည်းမိဘသားလည်းဒီခင်ယူဆက်ရတယ်ဒီလိုဦးလေးတွေပါလေညာလို့ဆိုရင်ပြစ်ပြီးတော့မလုပ်ဘူး မိုင်ဆောင်ခာတောင်ကြီးမြို့ကစိန်ချစ်သူတို့ရေတောင်ကြီးမြို့စိန်တဲ့ကျောက်တဲ့အထူးရောင်းပွဲတော်ကြီးကိုအောက်တိုဘာလ16ရက်နေ့မှ19ရက်နေ့ထိတောင်ကြီးမြို့မှာဈေးရှိမှာရှိတဲ့ City Square Shopping Center မှာကျင်းပပြုလုပ်ပေးတော်မှာဖြစ်ပါတယ်။နောက်ဆုံးမော်ဒယ်ဇိုင်းများဖြစ်တဲ့စိန်တဲ့ကျောက်ထည်များကိုဥချော်ရင်မတ်ထဲက Shopee ဈေးပြင်ဘာဝဲဝဲအမြင့်ဆုံး20ရာခိုင်နှုန်းထပ်ဆောင်ကန်တူခွင့်များနှစ်နှစ်ပြည့်ပါက200ရာခိုင်နှုန်း3နှစ်ပြည့်ပါက300ရာခိုင်နှုန်း4နှစ်ပြည့်ပါက300ရာခိုင်နှုန်း5နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြင့်အများဆုံးပြန်ပြီး မဲ့အစီအစဉ်ကြီးလုံးဝမရှုံးနဲ့ရှားသက်ပန်အလဲ0%နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ့်ဖြင့်တမိုးချင်းအိမ်သုံးနှစ်စစ်ပစ္စည်းများကိုလည်းတစ်ခုဝယ်တစ်ခုမြတ်တာလက်ဆောင်အနေနဲ့ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ပွဲကြီးမှလည်းနိုင်ငံကျော်အနုပညာရှင်များပါဝင်ဖျော်ဖြေပေးသွားအောင်မှာဖြစ်တာကြောင့် Lucky Timers မြန်မာရှိနေမဲ့တောင်ကြီးမြို့က City Square Shopping Center ကိုဆက်ဆက်ကြွားလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ဒါကျွန်တော်တို့ on a filter ပေါ့ on a rainbow hat rainbow hat rainbow အဖွဲ့ရဲ့အဖွဲ့ရဲ့တတ်တန်းအောင်နှလုံးသားတတ်တန်း9ရက်သားသမီးလှူတဲ့အလူငွေ3သိန်းအဲ့3သိန်းကိုဒီမှာသားတို့ကအဖွဲ့ကိုစားပေါ့အဖွဲ့ကိုစားလာလူပေးတာဒီအနီမေဦးဆောင်တဲ့အဖွဲ့ကိုစား3သိန်းပေါ့ဒါဒါဒါဘုန်းတော်ကြီးဘုန်းတော်ကြီးအမှောင်ဆုံးပေါ့နံပါတ်လေးနဲ့အသက်လေးနဲ့မိတ်ဆက်ပေးပါအောင်အပါလေကြောက်ထက်လို့ခေါ်ပါလေအသက်က85နှစ်ပါဟုတ်ဒါလက်ရှိမှာရောဘာလုပ်တွေလုပ်နေနေလဲလက်ရှိမှာကျန်းမာရေးကြောင့်ဘာမှမလုပ်နိုင်တော့ပါဘူးအထောက်ပံ့နေနေရပါတယ် မှရဘလိုလေးရှိတယ်။ကျမ်းမာရခုနကပြောသလိုပါနော်နှစ်ဖူးခွဲထားတယ်။နောက်ပြီးတော့နှလုံးရောဂါရှိတယ်။နောက်ပြီးတော့တောက်ကက်မကောင်းဘူး။နောက်ပြီးတော့ဆီးကျိတ်ရောင်တာအဆိုးဆုံးဆီးကန်းကွာကွာနိုးမပြတယ်။ဒီကမပြောက်ကို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 ဓာတ်ဆန်နေပဲကုနေတာပေါ့ဟုတ်လားဘလိုလေးကုလဲဓာတ်ဆန်နေကုတယ်ဆိုတော့အခုလေဆေးရောင်ဝင်ဒီမှာသွားပြီးတော့လေဆေးရောင်ဝင်တော့သွားချိချိကြောက်ကြတယ်သွားပြီးတော့လာတော့မလာနိုင်ဘူးဆေးပေးပါဆိုတော့ညီကသွားတောင်းပေးတယ် စီကျယောဂစီတော့လည်းမသက်သာဘူးမသက်သာတော့ဆရာကြီးဥယျာဉ်အောင်ဆိုတော့ရှိတယ်နိမြန်မာစီဆရာကြီးဥယျာဉ်အောင်ဆိုတော့ရှိတယ်အဲ့ဆီဆရာဥယျာဉ်အောင်ကနေပြီးတော့ခါရတယ်မြန်မာစာအလိုကပြောတော့အဲ့ဒါရဲရဲပဲနေကန်စာကျေငါးသီးနေကန်စာပြီးတော့ပူစင်နိုင်နေနေကန်စာပြီးတော့အဲ့ဒါမြန်မာဆရာဥယျာဉ်အောင်ဘက်ကဓာတ်စာဟိုဘက်က YouTube ကဓာတ်စာကြတော့ကျုပ်မြန်မာစာမပြောသေးမြန်မာစာငါမြန်မာစာ နွမ်းတို့မြေမြတ်တော့လို့ပေးတော့အဲ့ဒီကုဓာတ်ဆောင်နဲ့လုပ်ရတဲ့ခါကျတော့ဆေးမွန်ပေးတဲ့ဆေးတော့ကောင်းသွားတယ်နှစ်ဖူးကနှစ်ဖူးကလေဒီမှာမွေးကလေးရဒီနေရာမှာလေမြေပင်စီလိုမျိုးလေးအကြီးကြီးတစ်ခုပါတယ်ပါတော့ကိုဘတက်ကတူဒုတိယနှစ်ရောက်နေပြီတက်ကတူဒုတိယနှစ်ရောက်တဲ့ခါမှာဥသင်အေးခင်းကြောင့်ကျောင်းကခဏပိတ်လိုက်ရောပိတ်တော့မှကိုကဟဲတော့ကြားမယ်အောက်မလို့ကိုကသွားပြီးတော့ ဆရာဆေးကဆေးရုံဆေးရုံလျှောက်မေးမေးနဲ့ဒါကားတဲ့အုံနုံအောင်ကျော်ဖြစ်တယ်သူစီသွားဆိုသွားတော့အမခွဲချရင်းနဲ့အဲ့လိုဖြစ်သွားတာကောင်းအောင်ကောင်းပါလားကိုဆောင်းနေကြလို့ရှိရင်ရားတယ်ဒါပဲအဲ့ကနေစပြီးတော့အာယွန်ကြွေးပဲတဲမိမအိမ်မှာမလွတ်ဖြစ်ရပါတော့နော်မလွတ်ဖြစ်တော့အခုဆိုရင်ခုနကခုနကជីမီជីထက်ပြောသလိုပဲလေအဲ့လိုမရအောင်ဘယ်လိုပဲဒီဒီမှာအဲ့ဒါ1996ခုနှစ်တည်းကဒီမှာအိမ်နေလား ။ဆောင်းနေကြရင်ဒွင်းမဲ့ယူရဒွင်းမဲ့နဲ့အရာ။အခုတော့တယောက်တည်းနေရတာ။တယောက်တည်းနေအမားရှိတယ်။အမားကလည်းဖြစ်ကျင်တော့မွေးကလေးကနေပြီးတော့ဆွမ်းအားနာမကြ။ဩ။ဆွမ်းအားနာမကြ။အခုအပြင်ခဏသွားတယ်။ဟုတ်။သူကသွားတတ်လားအဲ့လိုသွားတော့။သွားတတ်တယ်ပဲ။သွားသူသူသွားတယ်။အခုမောင်အေကအခုကြီးမြင့်နေစီခဏသွားဖို့မယ်ဆိုထွက်သွားပြီ။စကားမမရဘူး။ ငါလုံးဝမကြောက်ဘူးခုနကပြောဆိုတော့ကျွန်တော်ကစပင်မိတ်ကပ်ဆိုင်ဖွင့်လာတာလေဟိုဘဟမ်ဘက်မှာလေဘဟမ်ဈေးနှုန်းမှာတက်မိတ်ကပ်စပင်ဆိုပြီးတော့လေကိုတင်ထုတ်ရတဲ့ဘက်ပါကိုတင်ထုတ်လာလို့လိုက်ရတယ်လုံးလိုက်ရတယ်။ဘာပေါ့ဟို88နောက်ပိုင်းထိလုံးလိုက်ရတယ်။အဲလုံးတော့လုံးခဲ့ရပါလေ။ဒါပေမဲ့ခုနကပြောသလိုပေါ့နော်။ဒီဒိုင်ယန်ဒန်ကျကြီးနေပဲလုံးနေရတာပေါ့။ဒီဒိုင်ယန်ရှိနေပြီ ဒီနဖူးကဒဏ်ရာရှိနေပြီဒီမိတ်ကက်စပင်လုံးရင်ဒဏ်ရာရှိနေပြီဒါကိုတော့လုတာပါနော်လုံရင်လုံရင်တော့အသက်ကလေးစကားပြောလာတဲ့ခါကျတော့မနိုင်တော့ဘူးဟောထိကျန်တော့ပြောမနေတော့ပါနော်အထိကျန်တော့ပြောမနေတော့ဒါပေမဲ့ကိုကတယောက်တည်းနေတတ်တဲ့ဝါသနာလေးပါတော့နည်းနည်းတော်တာပေါ့ဒါပေမဲ့ကိုက6ရက်ကိုထိန်းလာတာလေကိုကမောင်နှမ4ရက်ရဲ့တူတူမရဲ့အဲ့လိုထိန်းထိတော့သူတို့မရှိတဲ့အခါမျိုးကျတော့ရင်ထဲမှာဟာသွားတာပေါ့နော် အဲလို့ငါထိနေတာလို့အခုဖြစ်လာတဲ့ခါကျတော့လို့ငါတန်းမှာတရားမှမရှိဘူးအဲဝင်နေတာအတူဝင်နေသူလေအိမ်တော်ကြတဲ့လူကကြအခုဒီအတိုင်းညီရသူကလည်းစီပါခွဲပြီးတော့ငားလို့ငငယ်လေးတည်းကထမင်းပွဲတွေပြင်ပေးလာတာလို့ဒီလိုတမင်းဝိုင်းပြင်ပေးလာတာအခုကျတော့တယောက်လေးဖြတ်သွားပြီပြောရရင်ဒီတော့ဒီမှာလည်းဒီတမင်းဝိုင်းပြင်ပေးလာအခုကျတော့ ကိုပြပြမလို့ရှိကိုပြပြမလို့ရှိတော့နော်ကိုပြပြလာဒါလည်းဒီဟောမှာအမြဲကြုံရတဲ့အများဆုံးကြုံရတဲ့ခက်ခက်ရည်တွေပေါ့နော်ဖက်စီဘီတွေဟောမှာဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်လည်းတန်ဝေကာရပါတယ်ဘာလို့လဲသားတို့လည်းအားလုံးငယ်ရမ်းတော့ဦးချီးလိုက်သားတို့လည်းအချိန်တိုင်းအိုးအားမှာပဲလေအိုးအားမှာပဲလေအိုးအိုးလာတဲ့အချိန်တိုင်းကျွန်တော်တို့လည်းဒီလိုခံစားရမှာပဲတယောက်တည်းနေတတ်အောင်အခုတည်းကကျင့်ရမှာပါအခုချိန်မှာတော့ကိုနာမအတိုင်းဝိုင်းရှိနေစားနေတောက်နေတော့မသိဘူးပေါ့နော်တစ်ချိန်အားလုံးကကိုလုံးနဲ့ကိုဆုံးခွာသွားရင်ကိုတယောက်တည်းနေတတ်အောင်လို့ဘာဘာတော့လမ်းပြပေးတဲ့သဘောပဲလမ်းပြပေးတဲ့သဘောဆိုတော့သားတို့ဘာတွေလုပ်ရမလဲဆိုတာ message တစ်ခုရသွားပါပေါ့နော်အဲ့တော့တစ်ခါလေးမှာ အဲ့လိုမျိုးလေးတွေဆရာငယ်တွေမှာဘာလေးတွေပြန်တွေးကြည့်လဲဘယ်လိုလေးတွေရှိလဲပြန်တွေးတဲ့အခါကျတော့ကိုဆန်နန်းဟုဆန်နန်းကိုမအောင်နဲ့နှိမ့်ရယ်အောင်နဲ့နှိမ့်ရယ်ကိုတွေးကြည့်ပြီးတော့ပျော်သွားတယ်ပျော်သွားပြီးတော့အဲ့ဒီမှာနောက်ပိုင်းကျတော့ကိုအလုံးလုံးတွေတော့မိတ်မိတ်တွေရတယ်မိတ်ဆွေတွေရတယ်ဆိုတော့တွေးပြီးတော့ပျော်တယ်အဲ့လိုမျိုးပဲနော်ညောညောမှာပေါ့သူတို့နော်နောက်ကြတော့လည်းမညောမိပါဘူးသူကြီး မျောမျောတော့ဟိုဘာထူးမှလဲနော်တူမမတူလားဟိုကြီးထက်ပြောဆိုလို့ဒီမိဘကလည်းတာသမီသားလည်းရင်လေတာသမီကလည်းမိဘသားလည်းရင်လေကြီးဆက်ကြရလေဒါလို့ဦးလေးတွေပါလေညာလေးဆိုလို့ကြီးသိပြီးတော့မလို့ပွေးစင်လားတို့ချင်းသူတို့သူတို့လာတယ်တခါတည်းလာတယ်ခုနကပြောဆိုလို့မနော်သူတို့မိဘရေးပဲလေသူတို့မိဘရေးပဲသူတို့မိဘကလည်းသူတို့တာသမီရေးရပဲလေ ဒီလိုမျိုးကြတော့ဒီလိုကလည်းပေါ့သွားပြီပေါ့ပေါ့သွားပြီဒါပေမဲ့ဒါကထုံးစက်လေဒါကထုံးစက်အဲ့တော့ကိုမနဲ့ကိုလည်းနှစ်ယောက်ချဲလေးပေါ့ဒီကနေ့ချဲပြီအဲ့တော့အမအမအစမကြီးရအောင်သူကတမ်းမကြီးကောင်းတယ်သူကလည်းအတက်ပလာကြီးက86နေဒီနေမှာပဲဟိုပြီးတော့ကိုကနောက်တစ်ခုကထူးဆန်းတာလေကိုကအာယုံကျော်ဖြစ်တဲ့အချိန်မှာလေအာယုံကျော်သမားကြီးကသမီးတို့လေးမေးကြည့်လိုက်မေးကြည့်လိုက် အရင်တော့တမလေးကလေလမ်းလျှောက်တော့မရဘူး။ဟုတ်တယ်။ခါတခါဟန်ချက်မကြည့်တော့ဘူး။ရိုင်းတာလေ။ဟိုဒီဘက်ရိုင်းခွဲဒီဘက်ရိုင်း။သူကတော့ကျောင်းမကြီးကောင်းတော့သွားနေတာပေါ့။သွားနေတော့သူကညီရညီရတော်တော်ကောင်းတယ်လေညီရ။ညီရင်သွားတော့ညီရနေဟိုနေပေးတင်တာပေးလိုက်တယ်။စာချင်တာပေးတယ်တော့သူကဒီကနေပြီးတော့ပြန်ပေးလိုက်တော့ယူသွားတယ်။သူကသူကပုတ်ဆက်ဖြစ်နေတယ်သူက။သူကပုတ်ဆောင်ဆက်တွေဖြစ်နေတယ်။သူလေးရှိနေလို့တော်ပြီလားပေါ့။ဟုတ်ပြီလားပေါ့နော်။သူလေးရှိပြန်ကြည့်တယ်ပေါ့အဲ့လိုလေ။အဲကြည့်ပါလေ။ ကြည့်ပါလေကြည့်ပါလေကြည့်လေကြည့်လေခုနကပြောသလိုပဲနော်ကိုစားမဲ့ခမင်းဝမ်းကြတော့ပြည်ပင်းလိုမှမရှိတော့ဘူးကိုက၄တန်းနဲ့ကကိုက၄တန်းနဲ့ကလေခမင်းစားမဲ့ပြင်းတန်းဆိုကိုကခုမှပြင်းရတာအဲ့ဒီတဲ့တိတူတွေတူမတဲ့အိမ်တော်ကြတဲ့တိကိုမအကုန်လူလူသိမရှိဘူးတူတွေကြတူတွေရတဲ့ကြောင်းပိလာကြဟာကိုမတကယ်တည်းကြတော့ကိုနေမကောင်းတဲ့ခါကျကိုပြင်းပြီးတော့တယ်မရှိတူတူမကနေရရှိလေ တူတမဘယ်နှယောက်ရှိတယ်ဆိုတော့ညီမက3ယောက်ညီမက3ယောက်အမမက4ယောက်အမမအမမတယောက်မရှိတော့ဘူး6ယောက်9ယောက်10ယောက်ရှိဩ10ယောက်နဲ့7ယောက်ရှိတော့ဘူး7ယောက်ရှိတယ်ရှိတယ်7ယောက်ရှိတယ်အဲ့မှာဘယ်လိုသူတို့ကစာနေလို့စာကြည့်နေတယ်လို့လည်းစိတ်ထဲမှာမကူတော့ပါဘူးဘယ်လိုကူလိုက်လဲဆိုတော့လေတခါကြတယ်ထမင်းစင်ကိုတွားကြည့်တယ်ထမင်းစင်လေး

ဲသူတို့သူနေတယ်ခေါ်တော့ခေါ်တာပေါ့နော်စကားတော့ပြောကြတာပေါ့ငါလည်းပြောကြတာပေါ့သူတို့နေပေါ့ခေါ်နေအဲ့အဲ့လူအာခမင်းဆိုင်သွားကျင်တာပေါ့ခမင်းဆိုင်ကခမင်းဆိုင်ရာလို့ပြေးပေးတဲ့ခါလေးဆိုတော့ဒီကွာကြည့်ပြီးတော့လေဩစပြတ်ဓာတ်တဲပါပဲဒီလောက်ပဲဒီလောက်ပဲဩခမင်းဆိုင်တော့ပြေးပေးရှာလာပဲလို့ပြောအဲ့ဒါလည်းစိတ်ဖြည့်တဲ့တော့သမီးပြီးပြီးပြီးအဲ့လိုစိတ်ဖြည့်တဲ့ကိုကလည်းတရားအားထုတ်နေတော့လေအစွဲကြီးမစွဲဘူးအပြစ်လည်းမမြင်ဘူး

Hey.